မင်္ဂလာပါရှင်။စီအန်နိုင်သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ရခိုင်ပြည်နယ်မှာမွတ်စလင်လက်နက်ကိုင်အဖွဲ့အာဆာကဘာကြောင့်ခေါင်းထောင်လောက်တလဲဆိုတဲ့အပေါ်စီးင်းနဲ့နိုင်ငံရေးအကက်ခတ်တွေကြောင့်တုံးသက်မှုတွေရှိနေတယ်ဆိုတဲ့သတင်း။တူရကီနိုင်ငံရှိ PKK လက်နက်ကိုင်အားလုံးကိုအီရတ်နိုင်ငံကိုပြန်လည်ရုပ်သိမ်းနေပြီဖြစ်ကြောင်း PKK အဖွဲ့ကအော်တိုဘာ26ရက်နေ့မှာကြေညာခဲ့တယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်သတင်း၊နိုင်ငံတကာသတင်းနဲ့အောက်ကစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ရခိုင်ပြည်နယ်မှာမွ슬င်လက်နက်ကိုင်အဖွဲ့အာဆာကဘားကြောင့်ကောင်းထောက်လာတယ်လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးကက်ခတ်တွေကြားတုံ့တက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မောင်တိုးနယ်ပူစီတောင်တို့မှာမွ슬င်လက်နက်ကိုင်အဖွဲ့အာဆာရဲ့တိုက်ခိုက်မှုတွေပုံမူကျပြတ်လာမှုကြောင့် ရခိုင်မြောက်ပိုင်းမှာသူတို့အဖွဲ့ဘာကြောင့်ခေါင်းထောင်လာသလဲဆိုတဲ့ပေါ်စည်ရင်းနဲ့နိုင်ငံရေးကိစ္စတွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်။အာဆာအဖွဲ့ဟာတခြားဒေသတွေမှာဖြိုခွဲခံရမှုတွေရှိခဲ့တာကြောင့်ရခိုင်ဘက်ကိုပြန်လှည့်လာတယ်လို့ပြောဆိုနိုင်ပြီးရခိုင်ပြည်နယ်ထုတ်ဝတ်ကြော်ကိုအာရခတပ်တော်ကထင်းကျုပ်ထားတာဟာသူတို့အတွက်အလားအလာမကောင်းနိုင်ဘူးလို့တွက်ဆပြီးခေါင်းထောင်လာတာဖြစ်နိုင်တယ်လို့စီးလုံးညွတ်တော်တိုင်းရင်းသားလူမျိုးများမဟာမိတ်ယူအန်နေမှာဦးမျိုးကျော်ကစည်ရင်းနဲ့တင်ဌာနကိုပြောပါတယ်။ဒီအေရှာနဲ့နိုင်ငံတွေရဲ့ back เนาะ နောက်ခွဲကထောက်ပံ့နေသူတို့ရကြရဲ့ဒီကဘာကြီးမှာကနေဒီဒီ Islamization ကနေဒီအရန်ကြီးရဲ့သူတို့ကတနေရာမဟုတ်တနေရာမှာအဲ့လိုပြဿနာကြီးရတော့ရှိနေကြရဲ့ဒါပေမဲ့တခြားတခြားသောဒေသတွေမှာသူတို့ကချူခွဲမှုခံရတယ်ဆိုရဲခံမှာနော်အခု ရခိုင်ဖက်ကိုပေါ့နော်မြန်မာနိုင်ငံဒီမှာရှိနေရှိရရခိုင်ဖက်ကိုဒီလိုဟာပြန်ပြီးတော့မြားဦးတဖန်ပြန်ဆက်လာတယ်လို့ပြောရမှာပေါ့ဒီအရင်တော့ငါတော့ဒီကမ္မတန်တမန်ကြီးရာကိစ္စနိုင်ငံတကာခွင့်ပြုပြီးသွားချင်းစာနာမှုကိစ္စဒီမှာဖုံးထားတဲ့အခါမှာစီရေးရမလို့ပဲနဲ့စီရေးရဆောင်ရွက်ရမလို့ပဲနဲ့ဒီလိုရတည်လို့ရတယ်အခုခါရခိုင်မှာတော့အဲ့ဒါတတ်တော့ရဲ့ 听说话嘞，一看就鼻梁都露起来了，是不是？行嘛？啊，都好，一般嘛正轻点咯，是不是？喏，你是来了，唔讲不出嚟喊咯，这个各种讲，乖的唔得啵的，讲话呗，啊，不嘞，喏，这太嘛，俺那是谁带午。 ရခိုင်တပ်တွေကတိုက်နေတယ်တစ်ခါမှလည်းနောက်ရခိုင်ရဲ့နောက်ကျောကိုနေပြီးတော့ဒီအားစားအားရဆိုပြီးတော့နောက်ကျောကိုဝန်ထိုးရဆိုတဲ့ဟာမျိုးတင်ရပြီးတော့စင်နက်ကညာလို့တစ်ခါကိုရခိုင်တော်ဟန်ရောမင်းမျိုးပြောက်ကအောင်လုပ်ပြီးတော့ဒီလိုနေရနေမယ်ဆိုတဲ့အနေထားမျိုးပုံပန်းနေတာရခိုင်ပြည်နယ်ရှိဘူးတီတောင်မောင်တော်ဒေသတွေမှာ2025ခုနှစ်မေလကနေအောက်တိုဘာလအတွင်း အာဆာအဖွဲ့ရဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်အရသား90ဝန်းကျင်သေဆုံးခဲ့တယ်လို့ရခိုင်သတင်းဌာနတွေကဖော်ပြထားတာပါ။ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မြို့ယူကြီးရွာအနီးမှာရသေးတော်မြို့နယ်စီရီပင်ကြီးရွာကဈေးဝယ်ပြီးပြန်လာတဲ့ခရီးသည်တင်ကားတစီကိုအော်တိုဘား22ရက်မှာအာဆာကခြုံကိုတိုက်ခိုက်ခဲ့ကြောင်းခရီးသည်အမျိုးသမီး2ဦးသေဆုံးခဲ့ကြောင်းအေအေကထုတ်ပြန်ထားပါတယ်။အာဆာအဖွဲ့ကရခိုင်ပြည်နယ်မှာအခု2025ခုနှစ်အတွင်း အရင်ကထက်ပိုမိုလှုပ်ရှားလာနေတာဖြစ်ပြီးတော့အရက်သားတွေကအဓိကပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။အာဆာ RSO တို့ဟာဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ်ရဲ့အကူအညီကိုအပြည့်အဝရယူပြီးနှက်မြင့်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကနေတဆင်ရခိုင်ပြည်နယ်မောင်တော်ခရိုင်အတွင်းကိုစိတ်ဝင်ရောက်နေကြောင်းလဲတုံ့တက်မှုတွေရှိပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်မှာအာဆာလှုပ်ရှားနေတဲ့နေမြေဒေသဟာအေအေကထိန်းချုပ်ထားတာဖြစ်ပြီးတော့ဘ ਹੁ အစိုးရရဲ့ထိန်းချုပ်ကိုကဲမှုအောက်မှာမရှိတဲ့အတွက်အခုလိုပြဿနာတွေဖြစ်ပေါ်လာတာလို့ တင်နကမဟာပြူဟာလစ်လာရေးအဖွဲ့မှအမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းက CNN တင်ဒင်းဌာနကိုပြောပါတယ်အဓိကကတော့ကိုရင်းကဒီစံပိုင်းနောက်ပိုင်းကကျွန်တော်တို့စပြီးတော့အဲဒီ2016ခုနှစ်မှာပြတ်လာဖြစ်ကြတယ်ကဒီကိစ္စကနောက်ဆုံးဘယ်လိုခံရလဲဘုံဆူရရဲ့ထိချုံမှုဘုံဆူရကုတွေးပြီးတော့ဒီမှာတော့တော့ငါ့အစ်တခုကတော့ကြောက်သွားလို့ရှိတယ်ဒီမျိုးတူတာပူချီရအောင်လို့တူတဲ့ချက်ထားရရှိပါတော့ခုဘာကြောင့်ဖြစ်လာလဲဆိုရင်ရှင်းရှင်းလေးပါ ဒီကအဲ့ဒီ mobile data တွေကဒီခင်းချုပ်ထားတယ်ဆိုတော့တကယ်တမ်းကဒီဒီခုစုရပြည့်ပြည့်အားလုံးရှိတဲ့ပတ်ဟုတ်ဘူး။ဒီလိုလည်း AI ရှိတာတဲ့တခြားသက်ကောင်တစ်ခုကပြန်ပြီးတော့ function ဖြစ်လာတဲ့အချိန်မှာဒါမျိုးပုံစံကကျွန်တော်တို့ပြင်တဲ့ရပါမယ်။ Islamic ဆွန်ရောက်စစ်သွေးကြောင့် ASA ISO လက်နက်ကိုင်အဖွဲ့ဝင်တွေဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ဒေသနေအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းတို့ကိုချင်းချောင်းနေတဲ့အတွက်နေဆက်ရှိပြည်သူတွေဒေါတောင်ထင်းနဲ့လူပြည့်တဲ့နေရာတွေကိုသွာလာခြင်း တူတယ်ဒါမှမဟုတ်လူနည်းစုနဲ့တွာလာမှုကိုတက်နိုင်တယ်များမပြုလုပ်ကြဘူးအရခတက်တော်အေးကတတိပေးထားပါရယ်ကျမရဲ့ကိစ္စအပါဝင်မဖြစ်မနေတွာလာရမယ်ဆိုပါကအရခပြည်သူတော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာအနည်းစုံနေရာတွေမှာသတင်းပေးပို့ပြီးမှတွာလာကြဖို့လဲသူကတတိပေးထားတာပါအာစာ ISO တို့ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအနေနဲ့နှစ်ဖက်ပြည်လည်မှုရရှိစေဖို့နိလန့်တွေကိုရှာဖွေပြီးပူပေါင်းဆောင်ရွက်မှုမျိုးကိုဦးစားပေးလှုပ်ဆောင်တင်ကြောင်းလဲ ပြီးခဲ့တဲ့လပိုင်းကအာရခတက်တော်ကအကြံပြုတိုက်တွန်းထားပါတယ်။ KIA အနေနဲ့တက်မတော်အပေါ်လိုက်ရောရမယ့်ကိစ္စရပ်တွေရှိလာနိုင်တယ်လို့စီးရင်နဲ့နိုင်ငံရေးကက်ခတ်တွေကသုံးသပ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်တွင်ရှိမြန်မာတရုတ်နယ်စပ်ဂိတ်တွေကိုပြန်ဖွင့်မယ်လို့တရုတ်နယ် KIA ကြားသဘောတူညီခဲ့ပြီမဲ့ KIA အနေနဲ့တက်မတော်ပေါ်လက်ရောရမဲ့ကိစ္စရပ်တွေရှိလာနိုင်တယ်လို့စေအင်းနဲ့နိုင်ငံရေးအကဲခတ်တွေကတုံ့တက်နေကြပါဗျ။ကချင်ပြည်နယ်တွင်ရှိ ၊လိုင်စာ၊မိုင်းကြဲ၊လွေကျဲ၊ကံပိုက်တီစတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်တွေကို2025ခုနှစ်အောက်တိုဘာ25ရက်မှာတရုတ်နိုင်ငံကလူသုံးကုန်တွေနဲ့စားသုံးကုန်တွေဒါတည်တံ့တင်တင်ဝင်ပြုခဲ့ပါတယ်။တရုတ်အာဏာပိုင်တွေနယ်စပ်ဂိတ်တွေဖွင့်ပေးရင် KIA အနေနဲ့လည်းတက်မတော်ပေါ်လာရောရမယ့်ကိစ္စရက်တွေရှိလာနိုင်တယ်လို့တရုတ်မြန်မာရည်လေးလာတုံးသက်သူဒေါက်တာလှကျော်စောကစီရင်သတင်းဌာနကိုပြောပါတယ်။တရုတ်ကအပေးအယူတစ်ခုခုလောက်တာဖြစ်ပါလေ။ KIA ကိုဓာတ်ရီဖွင့်ပေးပြီးရင် KIA က ပြန်ပြီးတော့ဟိုစစ်ကောင်စီကိုလိုက်ရောရတဲ့ကိစ္စတွေပါဖြစ်မဲ့ဖြစ်နေခင်ဗျာ MNDA တုန်းကလည်းဒီလိုပဲလေနော်တချို့မျိုးတွေပြန်ပေးလိုက်ရပြီးတော့ဟိုနည်းနေဖွင့်ပေးလိုက်တာဖွင့်ပေးလိုက်လို့ရှိရင်တော့ဟိုဘာပဲဖြစ်ဖြစ်ကုန်စည်စည်းစွမ်းမှုတွေကတော့အတော်သက်သာသွားတာပဲလေ MNDA ကိုဖွင့်ပေးလိုက်တာပဲဖြစ်ဖြစ်တအောင်းကိုဖွင့်ပေးလိုက်တာပဲဖြစ်ဖြစ်ကုန်စည်စည်းစွမ်းမှုကတော်တော်ဟိုနည်းပြီးတော့အခုအဲတရုတ်ငွေကြေးမှာတော်တော်လေးပြန်စီကားလာပြီဗျာ အဲ့ဒါဟာဘဝကြည့်သူတွေအတွက်လည်းတစုံတရာအကျိုးရှိတာပဲလေရှိကောင်ကြည့်ရကိုလည်းသူတစုံတရာဖိအားပေးဒီတန်ရင်းသားတွေပဲလည်းတစုံတရာဖိအားပေးပြီးတော့တီယုတ်ရဲ့မူကဒီလိုပြဟိုအာရှတိုက်တစ်ခုလုံးနဲ့လေအာရှမဟုတ်ပါလေအင်ဂျင်တစ်ခုလုံးနဲ့တီယုတ်နဲ့ပူပေါင်းထားတယ်ဒီလွတ်လပ်တဲ့စီးပွက်ကြီးကိုပို့ပြီးတော့ဟိုမြင်းမြန်ဆန်ဆန်နဲ့ဟိုလက်ပတ်ဖို့ပဲလေအဲ့တော့သူနီလန်းမောင်းဆုံးပုံပါပဲဗျာ အဲ့ဒီမဟာဗျူဟာအောက်မှာဗမာပြည်ရဲ့ဉာဏ်ကိစ္စပြီးသူကြည့်ရှင်းနေတာပဲအဲ့တော့အဲ့ဒီမဟာဗျူဟာကြီးတစ်ခုလုံးအောက်မှာဆိုတော့ဒီဉာဏ်ကိစ္စတွေဟာတဖြည်းဖြည်းပြန်ပွင့်လာလိမ့်မယ်တဖြည်းဖြည်းပြန်ပြီးတော့ကုန်စည်စီစဉ်မှုတွေပြန်ဖြစ်လာလိမ့်မယ်သူတဖက်မှာလည်းပြည်သူလူထုအနေနဲ့တိုင်းပြည်အခြေအနေစေရစ်အခြေအနေကြောင့်အဖက်ဖက်မှာစီးပွားရှာရခက်လာတဲ့အပြင်အစအစအရာရာကုံစင်းနှုံတွေတက်လာတာကြောင့်ဒုက္ခများစွာရင်ဆိုင်နေရတယ်လို့ထုတ်ပြကြပါရတယ်။အဲဒါကြောင့် တရုတ်အစိုးရဘက်မှလူသားချင်းစာနာထောက်ထားတဲ့သဘောနဲ့လားဖွင့်ပေးလိုက်တာဖြစ်နိုင်တယ်လို့မြန်မာအရေးလေးလာတုံးသက်သူဦးထောင်ကျော်မှစေနာသတင်းဌာနကိုပြောပါရယ်ဖိအားပေးမှုညွန်နေတယ်ပဲပြောလို့ရတော့ပေါ့ပြီးရင်နောက်တစ်ခုကတော့ခုနကလူသားချင်းစာနာရဲ့ဒါပေါ့နော်ဟိုကျွန်တော်တို့ကျွန်တော်တို့ကဒါဒီဘက်မှာရမပန်းနေနေတော့မသိတာလေတကယ်ကိုအာ တကယ်အောက်ခြေရပြည်သူလူထုကဒီစစ်နဲ့ဘာမှမပတ်သက်တဲ့ပြည်သူလူထုကအဓိကထားပြီးကာစီခံရတာဟုတ်ကာစီခံရတယ်ဆိုတော့အခါကျတော့ဟိုအဲ့နေရာတွေမှာအာဆဆရရပေါ့ကုန်စည်ဆဆရရဘလောက်တောင်တက်နေမှာပေါ့နော်စီဝါရှာတစ်ကြီးဖြစ်ပြီးဆိုတော့စီဝါရှာခက်စီဝါရှာခက်တဲ့အတွင်းမှာဒီဘက်မှာအကုန်လုံးဆဆရရဇင်းလုံးကြီးတက်ဆိုတော့အခါကျတော့လူထုကနှစ်ဆနှစ်ဆဒုက္ခတိုးတာပေါ့လေအဲ့လိုအတွက်ကြောင့်မလို့ 電組卡嚟打珠江電視咧，個站咪就誒潘比嘅下面嘅出發嚟嘅。有冇即係咧？睇下先啦，有睇發現冇咯？大家做埋啲嘢咧，下就誒嘟嘟嘟嘟啊！大家誒睇緊啲南門嘢嗰陣，站咪就誒李德根翻嚟偷偷嚟咪潘比嘅度嘅誒，唔發埋嘅。 လက်ရှိမှာတရုတ်ကချင်နယ်စပ်ဂိတ်၄ခုကိုပြန်လည်ဖွင့်လှစ်လိုက်ပြီးမဲ့မန်စီမြို့နယ်တွေကမန်ဝင်ကြီးဂိတ်နဲ့ပန်ဝါနယ်စပ်ဂိတ်တွေကိုတော့ပိတ်ထားဆဲဖြစ်ပါတယ်။လက်နက်ကင်ပြည်ပခါတွေဖြစ်ပေါ်နေတာကြောင့်နိုင်ငံအတွင်းကိုပြည်ပရင်းနှီးမြုပ်နှံမှုတွေလှုပ်ဖို့နဲ့ပြည်သူလူထုအကြားကုန်သွယ်စည်းဝါးရေးလွတ်ကင်ဖို့ခက်ခဲနေတယ်လို့လေလာဆောင်ကြည့်သူတွေကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာလက်နက်ကင်ပြည်ပခါတွေဖြစ်ပေါ်နေတာကြောင့်နိုင်ငံအတွင်းကိုပြည်ပရင်းနှီးမြှုပ်နှံမှုတွေလှုပ်ဖို့နဲ့ပြည်သူလူထုအကြမ်းကုန်သွယ်စီးပွားရေးလှုပ်ကင်ဖို့ခက်ခဲနေကြောင်းလေးလာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်လက်နက်ကင်အကြမ်းဖက်မှုတွေကြောင့်တည်ငြိမ်မှုပြပြနေမယ်ဆိုရင်စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှာမဟုတ်ကြောင်းအဲဒါကြောင့်လက်နက်ကင်အကြမ်းဖက်မှုတွေခြုံငိမ်ပြီးဒေသတည်ငြိမ်အေးချမ်းမှုရရှိစေရေးမဖြစ်မနေဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းတရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က2025ခုနှစ်အောက်တိုဘာ16ရက်မှာပြော ပါတယ်ဒေတာတစ်ခုမှာတင်းကျင်အင်းချမ်းမှုမရှိဘဲနဲ့စီးပွားရေးလောက်ကင်ဖို့ခက်ခဲကြောင်း 7EA ကိုအလိုင်းရဲရဲပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကျော်ညိုကဆရာနိုင်တဲ့ဌာနကိုပြောပါတယ်အဲ့ငါကတော့ညစင်ရနေပြီးတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေရအခြေချကြတဲ့ ဒါသူတို့ရှုတာအမျိုးမျိုးကနေပြောကြဆိုကြတာပေါ့လေ။ဟုတ်ဒါတော့မြေပြင်ပကတိအခြေအနေရတော့တနက်ကန်ပရိဘက်ကတိဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေစလေဖြစ်တယ်။တနက်ကန်ပရိဘက်ကဆိုတာလည်းဒါတမန်ကြောင့်တစ်ဆောင်မှကြီးမကြီးပြန်လာလေဒီပြေဝဲရှိတယ်လေ။နိုင်ငံတွင်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူလူထုကြားထဲမှာပဲဖြစ်ဖြစ်ဒါစီပေါ်ကြီးဆိုတာကတော့တော်တော်လေးကြက်တဲပါတယ်။ဘဝင်လည်းပြောရမယ်ရှင်။ဒီသာတည်ငြိမ်ရေးချမ်းရေးမရှိပဲနဲ့ငြိမ်းချမ်းရေးမရှိပဲနဲ့စီပေါ်ရေးလုပ်ငန်းတစ်ခုရှင်တန်ဖို့ဟိုပေါ်ထုံးဖို့ ဆိုတာအရင်ခက်ခဲပါတဲ့ဒါနိုင်ငံတကာဒီအတွေ့အကြုံပဲဖြစ်ပြီးဒါကျွန်တော်တို့နိုင်ငံရဲ့ဒါဖြတ်သန်းမှုရပဲကြည့်ကြည့်ဒီသက်တခုမှဒီနေ့ဒီကြံမှုမရှိပဲနဲ့သူရဲ့ဖွံ့ဖြိုးတိုးတက်ရေးပါစီပေါ်ရေးတွေပါဒီလောက်ကိုကံမှုဆိုတာတော့အရင်ကိုခက်ခဲတဲ့ဆိုတာကတော့အခုလုံးသိရှိပြီးသားပဲလေ လက်ရှိမြန်မာနိုင်ငံတဝန်းမှာမြန်မာတပ်မတော်နဲ့လက်နက်ကင်အင်အားစုတွေကြား၎င်းလက်နက်ကင်အင်အားစုတွေအချင်းချင်းကြား၎င်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်။အလားတူစစ်သားစုဆောင်မှုတွေလည်းနှစ်ဖက်စလုံးအချိန်မြင့်လှုပ်ဆောင်နေတာကြောင့်လူငယ်တွေပြည်ပကိုထွက်ခွာနေကြသလိုစစ်ပွဲအတွင်ဝင်ရောက်တိုက်ခိုက်နေကြရတာကြောင့်မြန်မာနိုင်ငံဟာလူသားအရင်းမြစ်တွေဆုံးရှုံးနေပါတယ်။လက်ရှိမြန်မာနိုင်ငံမှာပြည်ရင်းစစ်ကိုအပိသက်ချုပ်ငိမ့်ဖို့စူးစမ်းရင်းအခုလိုကြီးမားကျယ်ပြန့်တဲ့လက်နက်ကင်ပြည်ခအတွင်မြေရည်တွေနဲ့ဘဝကိုရောက်နေရကြောင်း 7EA ကိုအလိုင်းရဲ့ ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမကြီးစောကျော်ညွန့်က CNN သတင်းဌာနကိုပြောပါရယ် ကျွန်တော်တို့နိုင်ငံရဲ့ဟိုလက်ရှိနိုင်ငံရဲ့ခင်ချင်းတကယ်ဖြစ်တည်နေတဲ့ပကတိအခြေအနေရကတယောက်ကိုတယောက်လက်ညှိုးထိုးတာတို့ပြပြောတာတို့ဘာတို့ကသူ့ညာနဲ့သူတို့အမျိုးမျိုးရှိကြတာစီပဲခုနကလက်နက်ကန်ပြိပကဆိုတာကတော့ကျွန်တော်တို့နိုင်ငံမှာတော်တော်များများကြီးကြီးပြန်ဖြစ်နေတယ်ဤကိစ္စပေါ့အဲ့ဒါကိုအပိတာချုပ်နေဖို့ကျွန်တော်တို့ဂျိုးပန်းခဲ့ဘူးတာလက်ရှိတယ်ဂျိုးပန်းရင်းနဲ့ပဲအခုဆိုရင်မကြုံစဘူးကြီးမားကြီးပြန်တဲ့လက်နက်ကန်ပြိပကနဲ့ရင်ဆိုင်ရတဲ့ဘဝကိုရောက်နေတယ်အခုတည်းလက်ရင်ဆိုင်နေရ လည်းဖြစ်တယ်။ယက်ဒီလက်နက်ကန်ပြိပက်ခတွေအပေါ်မှာကလည်းပဲသူအမြင်တွေအမျိုးမျိုးရှိကြတယ်။ဒါဘယ်လိုမှဟိုလုံးဆန်လုံးမရတဲ့ပကတိရှိကြပါဘူး။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခဟာ1948ခုနှစ်မှာယနေ့အထိဆိုရင်နှစ်ပေါင်း80ကျော်ခဲ့ပြီဖြစ်ပါတယ်။အဆိုပါလက်နက်ကိုင်ပဋိပက္ခတွေကြောင့်နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသလိုတရားဥပဒေစိုးမိုးမှုတွေလည်းလျော့နေလာခြင်း၊တရားစစ်တမ်းအားလိုအပ်ချက်များပြလာခြင်း၊ကုန်သွယ်ရေးနဲ့ခီးသွားလမ်းကြောင်းတွေမလုံခြုံခြင်း၊နေရဲစွန့်ခွာထွက်ပြေးနေကြရခြင်းစတဲ့အခြေအနေတွေကြောင့်စီးပွားရေးလုပ်ငန်းရခက်ခဲလာကြပါတယ်။မိမိတို့နိုင်ငံအနေနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအားနည်းခဲ့တာကြောင့်တယံဇာတာပစ္စည်းတွေကိုထုတ်ယူသုံးစွဲခဲ့ကြကြောင်းအဲ့ ကြောင့်အခြေခံအားဖြင့်ရှိပြီးဖြစ်တဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ကုန်ထုတ်လုပ်ငန်းတွေတိုးတက်ထုတ်လုပ်နိုင်ရေးတက်မတော်သားတွေအနေနဲ့မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိတဲ့ဒေသအလိုက် ပြည်သူတွေအားဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လိုကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါရယ်ဆီယန်နိုင်တဲ့ရင်ဌာနရဲ့နိုင်ငံတော်သတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တူရကီနိုင်ငံရှိ PKK လက်နက်ကိုင်အားလုံးကိုအီရတ်နိုင်ငံကိုပြန်လည်ရုပ်သိမ်းနေပြီဖြစ်ကြောင်း PKK အဖွဲ့ကအော်တိုဘာ26ရက်နေ့မှာကြေညာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တူရကီနိုင်ငံရှိ PKK လက်နက်ကိုင်အားလုံးကိုအီရန်နိုင်ငံထံပြန်လည်ရုပ်သိမ်းနေကြောင်း PKK အဖွဲ့ကအောက်တိုဘာ26ရက်မှာကြေညာခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။တူရကီအစိုးရနဲ့ PKK ကလက်နက်ကိုင်အဖွဲ့ကြားငြိမ်းချမ်းအားထုတ်ကြိုးပမ်းမှုရဲ့တစိ့တစ်ပိုင်းအနေနဲ့အခုလုပ်ငန်းစဉ်ကိုအကောင်အထည်ပေါ်နေခြင်းဖြစ်ပါတယ်။ကအလို့သမားပါတီ PKK အဖွဲ့ဟာငြိမ်းချမ်းလုပ်ငန်းစဉ်အတွက်ဂတိကဝတ်ကိုဖြည့်ဆည်းဖို့ သူတို့လက်နက်တွေကိုစတင်ဖြုတ်သိမ်းမှာဖြစ်ကြောင်းမကြသေးမီလတွေတွင်ကကြေညာခဲ့ပြီးနောက်အခုထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ PKK အဖွဲ့ဟာတူရကီမှာဆယ်စုနှစ်များစွာကြာလက်နက်ကန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး1980ပြည်နှစ်ကျော်ကာလတွေကစတင်ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကြောင့်လူပေါင်းတောင်းချီသေဆုံးခဲ့ပါတယ်။ PKK အဖွဲ့ရဲ့လက်အောက်ခံကားလူမျိုးစုတမကအဖွဲ့ဝင်တိုးဖြစ်တယ်။ဆာရီရောဦးဆောင်တဲ့ဒေသရှင်တွေပဲမှာနောက်ထပ်တိုက်ခိုက်မှုတွေမဖြစ်ပွားစေဖို့တူရကီရှိ PKK တပ်ဖွဲ့ဝင်အားလုံးကိုအီရန်နိုင်ငံမြောက်ပိုင်းထံပြန်လည်ရုတ်သိမ်းကြောင်းပြောကြားခဲ့ပါတယ်။တူရကီမှာအကျဉ်းချခံထားရတဲ့ PKK ခေါင်းဆောင်အဗ်ဒူလာအော်ဂလန်ရဲ့ခွင့်ပြုချက်နဲ့အတူတူရကီရှိ PKK တိုက်ခိုက်ရေးသမားတွေကိုပြန်လည်ရုတ်သိမ်းခြင်းဖြစ်ကြောင်းအော်ဂါတာဂက်ဘာသာစကားနဲ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာပြောကြားခဲ့ပါတယ်။ထိတိုက်တွေ့မှုတွေနဲ့ရဲလုံမှုတွေဖြစ်နိုင်တယ်။နေဆက်ဒေသတခြားကတပ်ဖွဲ့ဝင် ဲ့တက်ဆွဲထားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လေစီကံထိန်သိမ်းအစီအမံတွေလှုပ်ဆောင်နေပါတယ်လို့အော့ကပြောကြားခဲ့ပါတယ်။ PKK အဖွဲ့ဟာနှစ်ပေါင်း40ကြာရန်လုံမှုတွေကိုရပ်တန့်မှုမေလကလေးကသူတို့ရဲ့အဖွဲ့တွေကိုဖျက်သိမ်းမှုနဲ့လက်နက်ဖြုတ်သိမ်းမယ်လို့ကြေညာခဲ့ပါတယ်။1996ခုနှစ်ကတည်းကတူရကီနိုင်ငံအစ္စတန်ဘူအနီးရှိကျွန်းပေါ်မှာအကျဉ်းချခံထားတဲ့ PKK ခေါင်းဆောင်အော်ဂလန်က PKK အဖွဲ့အဖြတ်သိမ်းမှုနဲ့လက်နက်စုံမှုဖေဖော်ဝါရီလကတိုက်တွန်းခဲ့ပြီးနောက်အခုချိန်ကြာကျထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။တူရကီသမ္မတအာဒိုဂန်ရဲ့အာဏာရပါတီကပြောရေးဆိုခွင့်ရှိသူအိုမာစီလီကတော့ PKK အဖွဲ့ရဲ့ချိန်ကြာချက်ဟာတူရကီမှာလုံခြုံရေးချိန်ချောက်မှုတွေကိုဖယ်ရှားရှင်းလင်းနေတယ်။တူရကီအစိုးရရဲ့ညီမန်းချက်အတွက်အပြုသဘောဆောင်တဲ့လုံဆောင်ချက်ဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။အမေရိကန်နဲ့ပါကစ္စတန်ဆက်ဆံရေးကြောင့် အမေရိကန်နဲ့အိန္ဒိယတို့ကြားကဆက်ဆံရေးကိုထိခိုက်စေမှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံသားရင်ဝင်ကြီးကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ဟာ ပါကစ္စတန်နဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးကိုမြင့်တင်ဖို့ကြိုးပမ်းနေပေမဲ့အိန္ဒိယနဲ့အမေရိကန်ကြားဆက်ဆံရေးကိုထိခိုက်စေမှာမဟုတ်ကြောင်းအမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုက ပြောကြားခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အိန္ဒိယဟာအမေရိကန်နဲ့ဆက်ဆံရေးမရှိတဲ့အခြားနိုင်ငံတွေနဲ့ဆက်ဆံနေတယ်လို့အမေရိကန်နဲ့ပါကစ္စတန်ဆက်ဆံရေးရလဲအလားတူပုံစံမျိုးဖြစ်ကြောင်းရူဘီယိုကကာတာနိုင်ငံဒိုဟာမြို့တော်ကိုသွားရောက်တဲ့လေယာဉ်ပေါ်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါကပြည်စုံပြီးလက်တွေ့ကျတဲ့နိုင်ငံရင်းဘူဟာရရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ပါကစ္စတန်ရဲ့ဆက်ဆံရေးဟာကျွန်တော်တို့နဲ့အိန္ဒိယကြားကနှဆိုင်မှုသမိုင်းဝင်မှုနဲ့အရေးကြီးတဲ့ဆက်ဆံရေးဒါမှမဟုတ်ခင်မင်ရင်းနှီးမှုကိုထိခိုက်စေမှာမဟုတ်ပါဘူးလို့ရူဘီယိုကပြောပါတယ် မေဂန်တမလာဒေါ်နယ်ထရပ်လက်ထက်မှာပါကစ္စတန်နိုင်ငံပေါ်အလေးထားလာခဲ့တဲ့အမေရိကန်ရဲ့မူဝါဒဟာအိန္ဒိယကိုဒေါသထွက်စေခဲ့ပါတယ်။ဒါပြင်ထရပ်နဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီကြားဆက်ဆံရေးတွေကရောက်ကစားဖြစ်နေချိန်မှာအမေရိကန်ကပါကစ္စတန်နဲ့ဆက်ဆံရေးကိုမြင့်တင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။နျူကလ িয়ার လက်နက်တွေကိုစီပန်ဆိုင်ထားကြတဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ပါကစ္စတန်နဲ့အိန္ဒိယတို့ဟာမေလကနေဆက်ဒေသမှာလေးရကြတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။ ထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံတို့နဲ့အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီတို့ပူးပေါင်းဆောင်ရွက်တာဟာစီးရေးအရာရန်စမှုဖြစ်တယ်လို့ဗင်နီဇွဲလားနိုင်ငံကရှုတ်ချလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံဟာအမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA နဲ့ပူးပေါင်းဆောင်ရွက်တာဟာစစ်ရေးရာရန်စမှုဖြစ်ကြောင်းဗင်နီဇွဲလားနိုင်ငံက အော်တိုဘာ26ရက်မှာရှုတ်ချခဲ့ကြောင်း AP ကဖော်ပြခဲ့ပါတယ်။လက်ရှိမှာထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံဟာကာရေဗီယန်ဒေသမှာအမေရိကန်နဲ့ပူးရက်စီရေးလေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ဗီနီဇွဲလားနိုင်ငံကတော့သူတို့တပ်ဖွဲ့တွေဟာအမေရိကန်ထောက်လှမ်းရေးအေဂျင်စီရဲ့ဒဏ်ရာညွှန်ကြားချက်ကိုရရှိထားတဲ့ခြေစားစစ်သားအဖွဲ့ကိုဖမ်းဆီးရမိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်ထောက်လှမ်းရေးအေဂျင်စီဟာဂျာကာနိုင်ငံတနိုင်ငံကိုအတုံးချပြီးဒေသတွင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့ရည်ရွယ်ထားတယ်လို့လည်းဗီနီဇွဲလားကပြောကြားခဲ့ပါတယ်။ ထရီနီဒန်နဲ့တိုဘာဂိုနိုင်ငံရဲ့ရေကြောင်းနယ်စပ်ဒါမှမဟုတ်ဗီနီဇွဲလားနဲ့ထိစပ်နေတဲ့ရေကြောင်းနယ်စပ်မှာဂျာကန်နိုင်ငံတနိုင်ငံကိုအသုံးချပြီးစည်ရေးလှုပ်ရှားမှုပြုလုပ်တာနဲ့မိမိတို့နိုင်ငံရဲ့စည်ရေးအရအင်ပြေအားဖြင့်ထိတိုက်တွေ့ဖို့လုံဆောင်နေတာဖြစ်တယ်လို့ဗီနီဇွဲလားအစိုးရကပြောကြားခဲ့ပါတယ်။ ဗင်နီဆိုလာဒုတိယသမ္မတဒက်စီရိုဒီဂိုကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာဂျာကန်နိုင်ငံတနိုင်ငံကိုတုံးချပြီးစစ်စင်ရေးဆင်နွှဲမှုနဲ့ပတ်သက်တဲ့တပ်တည်အထောက်အထားတွေကိုဖော်ပြခဲ့တာမရှိပါဘူးအခုလအစောပိုင်းကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗင်နီဆိုလာမှာ CIA ကိုလှုပ်ဝက်စစ်စင်ရေးတွေပြုလုပ်ဖို့ညွှန်ကြားထားတယ်ဆိုတဲ့သတင်းတွေကိုအတည်ပြုခဲ့ပါတယ် ဗင်နီဇွဲလာသမ္မတနီကိုလက်မာရီယိုဟာအရင်ကတည်းကဗင်နီဇွဲလာနိုင်ငံကိုအပြစ်ပုံချမဲ့တိုက်ခိုက်ရေးအစီအစဉ်တွေရှိတယ်လို့စွပ်စွဲခဲ့ပါတယ်။ဒီအစီအစဉ်တွေရဲ့နံအော်တိုဘာဆော်ပိုင်းကကာရာကတ်မြို့တော်ရှိအမေရိကန်တန်ယောင်းကိုဘုံထောင်ပြီးဗင်နီဇွဲလာအပေါ်အပြစ်ပုံချမဲ့အစီအစဉ်လဲပါဝင်တယ်လို့မာရီယိုကပြောကြားခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနနဲ့ CIA တို့ကမှတ်ချက်ပေးတာမရှိသေးပါဘူး။ ဆီယန်နိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်2026ပြိုင်ပွဲမှာအာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံဆုကိုကာကွယ်နိုင်ဖို့မျှော်လင့်နေပေမယ့်ပါဝင်ကစားပွဲရှိမရှိဆိုတဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုချမှတ်ရတာမရှိသေးဘူးလို့မက်ဆီကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်တာမိုင်ယာမီအသင်းကောင်းဆောင်မက်ဆီဟာလာမယ့်2026ပြိုင်ပွဲမှာအာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံဆုကိုကာကွယ်နိုင်ဖို့မျှော်လင့်နေပေမယ့် ူပါဝင်ကစားဝယ်ရှိမရှိဆိုတဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုချမှတ်ရခြင်းမရှိသေးဘူးလို့ပြောခဲ့ပါဗျ။မက်ဆီကကမ္ဘာဖလားမှာပေါင်ဝင်ရတာဟာအန်ဩစရာကောင်းတဲ့အရာဖြစ်ပြီးကျွန်တော်အဲ့နေရာမှာရှိကျင်ပါတယ်။လာမယ့်နေ့အင်တာမိုင်ယာမီအသင်းရဲ့ယာတီဂျိုစတင်တဲ့အချိန်မှာနေတိုင်းအကဲဖြတ်မှုတွေပြုလုပ်သွားမှာဖြစ်ပြီးကျွန်တော်တရားရရင်တော့လုံနိုင်မလားဆိုတာကြည့်သွားမှာပါ။ကမ္ဘာဖလားပြိုင်ပွဲဖြစ်တာကြောင့်ကျွန်တော်အလွန်ဆက်ရထက်သန်ပါတယ်။ကမ္ဘာဖလားကိုကွင်းထဲမှာပြန်ပြီးကာဝယ်နိုင်တာဟာအမှန်ကန်ဖြစ်ပြီး ဒါကြောင့်ဖျားသခင်ကကျွန်တော်ကိုနောက်ထပ်တစ်ချိန်ထပ်ပြီးလှုပ်ဖွင့်ပေးနိုင်ဖို့မျှော်လင့်တယ်လို့ MBC News နဲ့အင်တာဗျူးမှာပြောခဲ့တာပါအသက်38နှစ်အရွယ်ရှိမက်ဆီဟာအကောင်းဆုံးပုံစံတွေပြသနေပြီမယ်။တရားရဂိုင်းနှုတ်ကြက်ခိုင်မှုပြေပါပြီ။အာဂျင်တီးနာအသင်းကိုအရေးပါတဲ့နီးလန်းတွေနဲ့ကုညီမှုတွေပြုလုပ်နိုင်ပါသား။2026ကမ္ဘာ့ဗလာပြိုင်ပွဲမှာပါဝင်ကစားဖို့စီစဉ်ထားတာဖြစ်ပါတယ်။မက်ဆီဟာလက်ရှိအချိန်မှာအင်တာမိုင်ယာမီအသင်းနဲ့2025အရာဒီကိုကောင်းမွန်စွာအဆုံးသတ်နိုင်ဖို့လှုံ့ဆော်နေပြီ ်အသင်းအားမေဂျာလီဘလာပလေးအော့ရောင်းဝဲရဲ့ပထမပွဲမှာနက်ဘေးအသင်းကို၃ဂိုးတကိုးနဲ့အနိုင်ရရှိထားတာပါအင်တာမာယာမီအသင်းနဲ့2028မေဂျာလီယာဒီအကုန်ဒီစာရုပ်တတန်တိုးထားတဲ့မက်ဆီဟာ2025မေဂျာလီပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးရွှေဘက်ဆုကိုရရှိထားပါတယ်ဒါအပြင်မက်ဆီဟာ2025မေဂျာလီအကောင်းဆုံးစားသမားဆုအတွက်လည်းနောက်ဆုံးစကားတင်စီးရင်ထဲမှာပါဝင်နေပြီဒီစုကိုရယူနိုင်ခဲ့ရင် မေဂျာလီအကောင်းဆုံးစားသမားဆုကို200တိဆက်ရယူနိုင်တဲ့ပထမဆုံးစားသမားဖြစ်မတ်တန်ဝင်ပါပါ အင်တာမိုင်ယာမီအသင်းဟာနိုဝင်ဘာ၁ရက်မှာနက်ရှ်ဘေးအသင်းနဲ့ရောင်းဝယ်ဒုတိယမြောက်ပွဲစဉ်ကစားရမှာဖြစ်ပြီးဒီပွဲအနိုင်ရရင်အရှေ့ပိုင်းဆုံးဆီမီဖိုင်နယ်ကိုတက်နိုင်မှာဖြစ်ပါတယ်။စီအန်အင်တာနက်ဌာနရဲ့2025ခုနှစ်အော်တိုဘာလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှာကြပါစေရှင်။ Thank you.